။ဟာဟုတ်ကဲ့ခြေလောက်သောမြန်မာများခင်ဗျာ။ကျွန်တော်ငားမင်းဆွေဒါຫນွေမာ29ရက်နေ့မနေ့ကအင်းစိန်အချင်းတော်အပြန်လွတ်လာပါခင်ဗျာ။ဟုတ်ကဲ့။ရှမ်းမကြီးကောင်းပါလေ။ပိန်တော့ပိန်သွားတယ်ဗျာနော်။အဲအထဲမှာကျွန်တော်ကဒီနေ့ကို၄နိုင်ပေါ့နော်။၄နိုင်တော့လမ်း၆ပဲဗျာ။၄နိုင်တော့လမ်း၆ဆိုတော့ဒီနေ့က၁၂နိုင် တော့လမ်းလျှောက်တယ်ဗျเนาะတနေ့ဆက်နမယ်တော့လမ်းလျှောက်တယ်ဆိုတော့အဲပိတ်နေဟုတ်ကဲ့ဟိုလမ်းများများလျှောက်လို့ပိတ်နေเนาะအစားလည်းစားတယ်လမ်းလည်းလျှောက်တယ်အဲ့တော့ဝိတ်ကြတော့တော့ဗျာထောင်ထဲဝင်တော့185ပေါင်အခုထောင်ကထွက်လာတော့145ပေါင်မရှိသေးဗျเนาะပေါင်40လောက်ကြတော့လေကျမကြီးကတော့ဟိုအသက်70နှစ်70နှစ်က ဟိုလူငယ်လေးလိုဟာခလေးလေးလိုတောင်းတောင်းမီပြန်ဖြစ်သွားတယ်ဗျာเนาะဖျက်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 တော့လာကျွန်တော်နန်းချောက်တော်တော်များတယ်ဗျာเนาะအဲရမ်းချမ်းမကြီးကောင်းသွားတယ်เนาะအဲအဲ့ဒါတခုကတော့တော့ထောင်ကြတာကျွန်တော်တို့အကျိုးမြတ်เนาะအများကြီးဖြစ်သွားတယ်ဗျာเนาะကျွန်တော်တို့အကျိုးမြတ်အများကြီးဖြစ်တယ်ချမ်းမကြီးရဲ့တန်ဖိုးကဘာနဲ့မှ เนาะမလဲနိုင်ပါဘူးเนาะတမ်းမကြီးကတံပိုးစီဆုံးမှာเนาะတံပိုးစီဆုံးရဖို့ကျွန်တော်ထောင်ထဲမှာတစ်နှစ်ပေါ့เนาะတစ်နှစ်နဲ့ဆက်ရှိရကြတယ်အဲ့ဒီအတွင်းမှာကျွန်တော်ကျမ်းမအောင်ကိုယ်ခန္ဓာကိုယ်ကိုတိဆောက်နိုင် ခဲ့တာပါเนาะဟုတ်ကဲ့အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်เนาะကျွန်တော်ဟိုပြန်လွတ်ပေးတယ်เนาะနိုင်ငံတော်အစိုးရရောเนาะ အန်ဒီနိုင်ငံတော် ကြီးကဲနော်ဘုဇုံမူကြီးမင်းအောင်လှိုင်ရောအကုန်လုံးကျွန်တော်အဂျေစုတင်ပါတယ်ဗျာနော်ကျွန်တော်ဂျေစုတင်ပါတယ်။နောက်ကျွန်တော်ဟိုဒီအချင်းတော်ထဲမှာနော်အဲကျွေးမွေးဆောက်ရှောက်ကူညီခဲ့ကြတဲ့နော်အချင်းတော်ရာရှိရာခံဝန်ထမ်းအားလုံးကိုလည်းနော်ကျွန်တော်ဂျေစုတင်ပါတယ်နော်။အဲနောက်ပြီးတော့ကျွန်တော်အချင်းတော်ထဲမှာအဲစားရတယ်ဆိုတာနော်ဒီနိုင်ငံသားတွေရဲ့ နော်ပတ်စံပါနော်နိုင်ငံသားတွေအခွန်ငွေနဲ့နော်ကျွန်တော်ကိုကျွေးခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်အချင်းတော်နဲ့မှစားခဲ့တဲ့ထမင်းဟင်းနော်အဲကျွန်တော်ပဲဟင်းနဲ့စားရတယ်အသားကားဆိုတဲ့တပတ်ကို၄ရက်စားရတယ်နော်အဲအဲ့ဒါတွေအားလုံးကနိုင်ငံသားတွေပတ်စံနဲ့စားခဲ့ရတဲ့အတွက်ပေါ့နော်နိုင်ငံသားတွေအားလုံးကိုလည်းကျွန်တော်နော်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ထမင်းရှင်တွေပါအဲ့တော့ဒီနိုင်ငံသားတွေကလည်းဟုတ်လား ဒီတိုင်းပြည်ကြီးငြိမ်းချမ်းမှာပဲဒီနိုင်ငံသားတွေတဲ့เนาะကျွန်တော်တို့ဟိုဟိုเนาะလူမှုစီးပွားဘဝတွေတိုးတက်လာမှာပေါ့เนาะအဲ့တော့ဒီနိုင်ငံတော်ကြီးအများငြိမ်းချမ်းပါစေเนาะနိုင်ငံတော်ကြီးငြိမ်းချမ်းဖို့လည်းကျွန်တော်တတ်နိုင်တဲ့ဘက်ကเนาะတောက်တနေရာကကြားရနေရာကစူးစမ်းပြီးသွားပါမယ်เนาะဟုတ်ကဲ့ဟုတ်ကဲ့เนาะအဲ့ဒါပြောရင်းနဲ့နှုတ်ဆက်ပါတယ်เนาะအားလုံးအားလုံးเนาะအားလုံးနိုင်ငံတော်ကြီးအများ ငြိမ်းချပါစေအားလုံးအဆင်ပြေကြပါစေအားလုံးကျန်းမာကြပါစေနော်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ငားမဆွေပါဗျာတော့ဒါကျွန်တော်ရဲ့ TikTok အကောင့်တစ်ပါအရင်ဟောင်းအားပြောင်းဝင်လို့မရဘူးဖြစ်နေနော်အားလုံးအားလုံးနော်ဟုတ်ကဲ့ဟုတ်ကဲ့